wash the clothes. Wash the clothes. แกวุ้มยาชอบปุ๋ยเลยโซเลย Wash the clothes. ก็แล้ว Wash the clothes. กูอ่ะมีเพียงมาก็แล้วตะคาตะลีมาก็ဟိုရွာလုံးကျွတ်ဆစ်ဆောင်ရတဲ့ခြေနေလေးလေးရှိရလေရွာမှာရှိရဗိုလန်တီယာတွေနဲ့ဆရာဆရာမတွေနဲ့ဒီတိုင်းဝိုင်းတင်လို့ရတဲ့အနေထားကနေပြီးတော့ခုအဲ့ဒီလေးချောင်းတိုက်ခိုက်မှုတွေကြောင့်မို့လုံးဝစားတင်တာကိုရပ်နားလိုက်ရတာပေါ့သူတို့မှလည်းစားတင်ကြဖို့ဆိုတာကပြောရင် ော်တော့အခုကြောင်းပိတ်လိုက်ရတဲ့အချိန်မှာစာတင်ကြားခွင့်ပညာတင်ကြားခွင့်ဆိုတာလုံးဝကိုဆုံးရှုံးသွားလိုက်တာမျိုးပေါ့နော်စစ်ကောင်စီရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုကိုရှောင်ရှားဖို့မျိုးသားညီညွတ်ရေးဆိုရအညူကြီးចောင်းတွေကိုပိတ်သိမ်းလိုက်ရတာကြောင့်တိုင်းနဲ့ချီတဲ့ចောင်းသားတွေဟာပညာသင်ကြားခွင့်နေဆုံးရှုံးသွားခဲ့ရပါတယ်။စစ်ကောင်စီရဲ့လေចောင်းတိုက်ခိုက်မှုတွေကြောင့်ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ဂျားကာလចောင်းတွေကိုယာယီရနာမယ်လို့အညူကြီးကမင်း25ရက်မှာထုတ်ပြန်လိုက်တာပါ။ ။ UNG ရဲ့ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့အခြေခံပညာပြည်သူအခြေပြုကျောင်းတွေ၊အစိမ့်ပညာကျောင်းတွေနဲ့သမွေးပညာကျောင်းတွေအားလုံးပါဝင်ပြီးဘေးအနေနဲ့ကင်းရှင်းရေးအစီအမံတွေဆောင်ရွက်နေစဉ်ယာယီရနာထမှဖြစ်တယ်လို့ဆိုထားပါတယ်။ဒါပေမဲ့ဘဲချိန်မှပြန်ဖွင့်သွားမယ်ဆိုတာကိုတော့အတိအကျထုတ်ဖော်ပြောဆိုထားတာမရှိပါဘူး။အော် UNG ရဲ့စုံမထင်းချုံနယ်မြေဒီမှာရှိနေတဲ့အကြောင်းတွေအကုန်လုံးကိုကျွန်တော်တို့ဒါရည်ညွှန်းတာဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုလေကြောင်းတိုက်ခိုက်မှုဆိုတာကလည်းအခုက တိုက်ပွဲဖြစ်ခြင်းမဖြစ်ခြင်းပေါ်မှာမမူတည်ပဲနဲ့တော့ကျွန်တော်တို့ဒီ NUG ရဲ့စုံမထင်းချုံနယ်မြေမှာဆိုရင်အဲဘယ်နေရာဖြစ်ဖြစ်ပေါ့နော်ဒီလေကြောင်းတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်နေတာဖြစ်တဲ့အကြောင်းမလို့ဒါစုံမထင်းချုံနယ်မြေအားလုံးမှာရှိနေတဲ့အကြောင်းတွေအကုန်လုံးကိုဒါရည်ရွယ်ပြီးတော့အာထုတ်ပြန်တယ်ထုတ်ပြန်ချက်လို့ထုတ်ပြန်ချက်ဖြစ်ပါတယ်ဗျာကလေးတွေရဲ့ပညာရေးကအရေးကြီးတယ်ဒါပေမဲ့လည်းပဲအဲအသက်ရှင်တမ်းမှုပေါ့နော်ဒီဒါကလည်းပို့ပြီးတော့အရေးကြီးတာဖြစ်တဲ့အကြောင်းမလို့အဲကျွန်တော်တို့ဒီလုံခြုံအောင်စီမံလေးဆောင်ရွက် ရမယ်အခြေအနေမပြီးခင်မှာပေါ့နော်ကျွန်တော်တို့ခေတ္တပိတ်ထားဖို့ဆိုပြီးတော့ဒါအကြီးကညွှန်ကြားတာဖြစ်ပါတယ်ဗျစကိုင်းမကွေးတနင်္သာရီတအန်းဒေတာချင်းပြည်နယ်ကီနီပြည်စတဲ့ NUG ထိန်းချုပ်နယ်မြေထဲမှာဂျာကာလာအခြေခံပညာကျောင်းတွေ6000ဝန်းကျင်ရှိပြီးဒီကျောင်းတွေမှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူ8000ကျော်ရှိတယ်လို့အစိမ့်ပညာရေးကျောင်းပေါင်း200ကျော်နဲ့အဲ့ဒီကျောင်းတွေမှာပညာသင်ကြားနေတဲ့ကျောင်းသားတသိန်းဝန်းကျင်ရှိတယ်လို့ NUG ရဲ့၄နှစ်ပြည့်အစည်းအဝေးကစားမှဖော်ပြထားပါဗျ။ဒီကျောင်းတွေဟာ online ရော NUG ထိန်းချုပ်နယ်မြေကမြေပြင်မှာရှိနေတဲ့ကျောင်းရည်တွက်နဲ့ကျောင်းသားဥယျာဉ်တွေဖြစ်ပြီးအဲ့ဒီတဲကမြေပြင်မှာတင် जा နေရတဲ့ကျောင်းသားအလုံးစာတင် जा ခွင့်ရနာခံလိုက်ရတာပါ။ ာလည်းစိတ်ချလက်ချတင်လို့ရတဲ့အခြေအနေမဟုတ်တော့ဘူးလေနော်။မြေလင်းရဲလည်းတောက်လျှောက်လာနေတာဆိုတော့လေ။ကြားမှာတော့နော်ကလေးတွေရဲ့အခွင့်အရေးဖြစ်တဲ့ဒီမှာအเจ้าမှာတကယ်ကြီးလေးနဲ့လွလလလဆော့မယ်ပြုံးမယ်စတင်မယ်အဲ့လိုမျိုးတွေပါအကုန်ဆုံးရှုံးသွားတာပေါ့နော်ပညာသင်ခွင့်တွေသူတို့ရဲ့ပျော်ရွှင်မှုတွေလွလလခွင့်တွေရောအကုန်လုံးပေါ့သူတို့မှာတော့အဲ့ဒီအာနာသိမ်းပြီးနောက်ပိုင်းပေါ့နော်အဲအဲ့လိုမျိုးအခွင့်အရေးတွေမရတော့အခုဆိုရင်တော့ပိုဆိုးသွားပြီးအဲ့လေချောင်းတိုက်ခိုက်မှုတွေလာတော့ကြတော့ ဘယ်ချိန်ဘုံလာခြင်းမလဲဘယ်ချိန်မှငါတို့မတို့စီကိုများလာခြင်းလိုက်မလဲဆိုရဲဆိုရင်စိတ်ပေါ့နော်မိမာတွေအနေနဲ့လဲကိုကလေးကိုဘယ်ချိန်မှငါတို့ကလေးတွေအဲ့လိုမျိုးဟောဖြစ်သွားအောင်မလဲပေါ့နော်အဲ့လိုမျိုးချက်ဖြစ်လာမလဲဆိုရဲစိတ်ပူမှုတွေပေါ့ကိုဗစ်ကရောဂါကာလနဲ့စစ်တပ်အာဏာသိမ်းလိုက်တဲ့2021ခုနှစ်နောက်ပိုင်းမှာကလေးငယ်တွေနဲ့လူငယ်ဆက်နတ်တန်းနီးပါးဟာပညာရေးနဲ့ပတ်သက်ပြီးမရေရာတဲ့အခြေအနေကိုရောက်ရှိနေတယ်လို့ UNICEF က2022ခုနှစ်မှာထုတ်ပြန်ပြောဆိုထားပါတယ် စစ်တပ်အနာသိမ်းခဲ့တဲ့2021ခုနှစ်ကအခြေခံပညာကျောင်းသားနဲ့တက္ကသိုလ်ကျောင်းသားများစွာဟာအကြမ်းမဖက်အနာဖီဆိုင်ရေးလှုပ်ရှားမှုစီဒီအမ်မှာပါဝင်ခဲ့ကြပြီးကျောင်းမထပ်ပဲတပိတ်မှောက်ခဲ့ကြပါတယ်။အဲ့ဒီတဲကကျောင်းသားချိုစစ်ကောင်စီရဲ့ကျောင်းတွေကိုပြန်တက်ခဲ့ကြပေမဲ့သိမ်းနဲ့ချီတဲ့ကျောင်းသားတွေကတော့စစ်ကောင်စီလောက်ကကျောင်းတွေကိုပြန်ရောက်လာတာမရှိသလိုတမယိုးကြပညာရေးစနစ်မဟုတ်ပဲနီးစရာလက်လန်းမီတဲ့ပညာရေးခွင့်လန်းတွေနဲ့သာပညာဆက်လက်သင်ကြားနေကြရတယ်လို့ သုတေသနစစ်တမ်းတွေကဖော်ပြပါဗျ။တစ်ဖက်မှာလည်းမတည်ငြိမ်မှုစစ်ပရိပခတွေနဲ့ကြက်တဲလာတဲ့မိသားစုစာဝင်နေရေးစိန်ခေါ်မှုတွေကြောင့်ចောင်းသားချို့ဟာအပြည့်မတိုင်ခင်မှာပဲပညာရေးနဲ့လှမ်းဝေးခဲ့ကြရပါတယ်။ကျောင်းနေရာတွေကဟိုစစ်ကောင်စီကဘဲအောင်နေပြီးစောက်ကလေးကတတ်မှတ်လိုက်တာဆိုတော့အကုန်လုံးကကလေးတွေမှာလေဟိုတချို့ကလေးဆိုရင်အရွယ်မတိုင်ခင်ကလမ်းမပေါ်မှာ ကိုယ်တော့မူရီစေဝါသုံးဆွဲတာတို့ယောက်ျားလေးတွေဆိုရင်ကောင်မလေးတွေဆိုငယ်ငယ်ရွယ်နဲ့အိမ်အောင်ကြသွားတာတို့အဲ့လိုတွေငယ်ငယ်ရွယ်နဲ့အလုပ်ထဲမှာရောက်သွားတာတို့အဲ့လိုမျိုးတွေထိဖြစ်သွားပေါ့နော်ကလေးတွေအတွက်ကြတော့အသက်အရွယ်တွေကကြီးလာတော့ကြတော့ကျောင်းတွေကအများကြီးနောက်ကျသွားတာပေါ့ဗျာတချို့ကလေးတွေဆိုရင်အဲ့ဒီကျောင်းကပိတ်ထားလိုက်တာ ကျောင်းဟိုကျောင်းဆိုတဲ့ဟိုသူတို့မှာကျောင်းစိတ်မရှိတော့အပြင်ပစိတ်တွေဝင်လာများတော့တာပေါ့ဗျာကျွန်တော်မိမတရားအနေနဲ့အမြင်ပေါ့ဗျာလွတ်လပ်စွာပညာသင်ကြားခွင့်ဟာလူခွင့်ရေးနိုင်ငံသားခွင့်ရေးတွေရဲ့အခြေခံအကျဆုံးချက်ဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်စီဟာလွတ်လပ်စွာပညာသင်ကြားခွင့်တွေကိုပိတ်ပင်တားဆီးတာပါဝင်စာသင်ကျောင်းတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်တာဒေသတွင်းနှစ်ပတ်စစ်ပရိပခါတွေကြောင့်မြန်မာနိုင်ငံကကျောင်းသားတွေဟာ နိုင်စဉ်လွတ်လပ်စွာပညာသင်ကြား권နှင့်ဆုံးရှုံးနေကြပါတယ်။ပန်းလေးများပွင့်တော့ဖူးတော်ဝင့်လို့ချီနေကြီးမှာရွှေကြီးတော့ငါတို့အစာတင်ချောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဖော်ရီမှာတွေးဆွနေတဲ့အဝတ်တွေတွေးဆွနေတဲ့ကလေးတွေအဝတ်တွေအခုလိုမျိုးဘုံကျဲတာကျွန်တော်စစ်ပွဲရေးဆက်ပြီးတော့ဖြစ်လာပြီးတော့ဒါခဏတိုးတိုးပေါ့နော်ဒါ ဟိုဇာမီချုပ်ခံရတဲ့ display လို့ပြည်သူတွေပေါ့နော်ရွှေပြောင်းခံရတဲ့ဌာနတွေဆက်ရှိနေပြီးတော့အဲကျွန်တော်တို့ဒီပညာရေးတွေ့လက်ခွင့်ဆုံးရှုံးမှုတွေကတော့ဆက်ပြီးတော့ဖြစ်နေမှာပဲပေါ့နော်တစ်ခါဆိုအင်တာနက်ကလည်းမရဘူးကြာအင်တာနက်ကလည်းမရတော့ကျွန်တော်တို့မှာတခြား satellite တွေအောက်ကွာတယ် satellite တွေကလည်းအမြင်နဲ့အဆင်ပြေနေရတော့မဟုတ်ဘူးပေါ့လေအဲ့လိုမျိုးအခြေအနေမှာပညာရေးကြီးအဆင့်ပညာမှာရောခြေကပညာမှာရောဆုံးရှုံးမှုတွေကတော့ဟိုများတက်တက်တော့များတယ်အဲ့လိုအခြေအနေမှာတော့ကျွန်တော်တို့ကတော့ရှိနေတော့မယ်ပေါ့လေအဲ့တော့ ကျွန်တော်မြင်လာတော့ဗောနော်ဒီလိုစေစုံနေတော့စေစုံဆိုတာထက်ဗောနော်ဒီ face space ဗောဒီနေ့ကျောင်းနေဒီစာသင်ကျောင်းနေဟဲ့လားဒီခုနပြောလို့ဒီဘာသာရေးအဆောက်အုံနေစေယုံနေဟဲ့လားဒီစစ်ပေးဆောင်စခန်းနေရတော့ဒေစုဖွဲ့မှာတိုက်ခိုက်လို့မတင်နဲ့ဒီလိုဖြစ်နိုင်တဲ့ဇုံတစ်ခုဖြစ်နိုင်ရင်တော့ကိုကောင်းတယ်အဲ့ဒီသားမှာလွတ်လပ်စွာပြင်ညာတင်စားဘူးဗောနော်ခုမှထားတော့တော်လိုင်းစုဖွဲ့လေဒါကျောင်းနေမှာစာသင်ကျောင်းနေမှာတက်မဆွဲဘူး အဲ့ဒါဒီခုနကလိုဒီပုံရင်းကြောင်းနေဓာရိုက်ဆောင်နေဆေးရုံနေမှာတက်မဆွဲဘူးပေါ့နော်ဓာရီကအဲ့လိုဖြစ်နိုင်တဲ့စပင်ဖြစ်ပြီးတော့အိတ်ဒီဇိုင်းမှာလွတ်လပ်ခွင့်ပေးနိုင်ရင်တော့ပိုကောင်းတယ်အဲ့လိုမျိုးဖြစ်နိုင်မှုဘူးပေါ့စက်တက်ကလည်းဒါစက်ညောင်းနေဘုံလုံးဝမကျဲဘူးဆိုတော့အမအမခံနိုင်မှုဒီဘက်ကလည်းဒီလုံးဝပေါ့တက်မဆွဲဘူးဆိုတော့အမခံနိုင်တဲ့ဟာဖြစ်နိုင်တဲ့ဇုံတွေဖြစ်လာပြီးတော့စက်ညောင်းနေပေါ်မှာလွတ်လပ်ခွင့်ပေးရင်တော့ကောင်းဆုံးလို့ကျွန်တော်မြင်တယ် ြည်နာကဖွံ့ဖြိုးတိုးတက်မှုအတွက်ပညာရေးဟာအဓိကကြတဲ့အခန်းကဏ္ဍမှာရှိပေမဲ့လက်ရှိမြန်မာနိုင်ငံရဲ့ပညာရေးလွတ်လပ်ခွင့်အခြေအနေတွေဟာအဆိုးဝါးဆုံးနှိမ့်ချနေပြီးအာဏာသိမ်းပြီးနောက်ပိုင်းចောင်းသားမျိုးဆက်တစ်ခုပျောက်ဆုံးသွားတယ်လို့ကမ္ဘာပိုင်ရဲ့2024အစီရင်ခံစာကဖော်ပြပါဗျ။လက်ရှိမှာလည်းခုလိုကြားကာလចောင်းတွေရနာလိုက်ရတာနဲ့သိမ့်နေချီတဲ့ចောင်းသားတွေရဲ့ပညာသင်ကြားမှုရပ်တန့်လိုက်ရတာဟာပုံမှုဆိုးဝါးနှိမ့်ချလာမဲ့ပညာရေးခြေနေတွေကိုညွှန်ပြနေတာပဲဖြစ်ပါတယ်။